မင်္ဂလာပါရှင်။ပါနာတိုက်မြန်မာ audio book channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့ဖတ်ပြပေးမှာကတော့ဆရာတော်အရှင်ဆန္ဒတိက ရွှေပါရမီတောရဟောကြားထားတယ်။အကောင်းကံချက်မှာအချစ်ကံကောင်းမယ်ဆိုတဲ့တရားလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။လိုက်ပါနာစဉ်ခန်းစားကြည့်ပေးပါဦးနော်။အချစ်ကံကောင်းဤကိုသိကျင်နေဆိုပါတော့လွယ်ပါတယ်ဘာမှမခက်ပါဘူး။ အချစ်ကံကောင်းခြင်းရင် အချစ်ကံကောင်းဆိုတဲ့စကားလုံးကိုရှေ့နောက်ပြောင်းပြန်လှန်လိုက်ရုံပါပဲအချစ်ကံကောင်းကို ပြောင်းပြန်လှန်လိုက်တော့အကောင်းကံချစ်ဖြစ်သွားတာပေါ့အကောင်းကံချစ်ရင်အချစ်ကံကောင်းပါတယ်အကောင်းကံဆိုတာကုသိုလ်ကံကိုပြောတာပါကုသိုလ်ကံဆိုတဲ့နေရာမှာလေကောင်းတဲ့အလုပ်တွေလုပ်တဲ့ကုသိုလ်ကံရင်မကောင်းတဲ့အလုပ်တွေရှောင်တဲ့ကုသိုလ်ကံရင်လို့နှစ်မျိုးရှိပြန်ပါတယ်ကုသိုလ်အလုပ်လုပ်တဲ့ကုသိုလ်ကံနဲ့ အာကုသူအလုတ်ရှောင်းတဲ့ကုသူကံဆိုပါတော့ကောင်းတဲ့ကုသူအလုတ်တွေတော့တစ်ဖက်ကအများကြီးလုံနေပါရဲ့ဒါပေမဲ့တစ်ဖက်ကလည်းမကောင်းတဲ့အာကုသူအလုတ်တွေနည်းနည်းပါးပါးလုံမိနေတယ်ဆိုရင်ကုသူကံဟာပြည့်စုံတဲ့ကုသူကံမဟုတ်တော့ပါဘူးကုသူကံမပြည့်စုံရင်အကျိုးပေးလည်းမပြည့်စုံတော့ပါဘူးဒါကြောင့်အကျိုးပေးဟာဟာကွက်မရှိပြည့်စုံခြင်းရင်ကောင်းတာလုတ်တဲ့ကုသူကံရောမကောင်းတာရှောင်တဲ့ကုသူကံရော ကုသိုလ်ကံနှမျိုးလုံးပြည့်စုံအောင်ကြိုးစားဖို့လိုအပ်ပါတယ်။အကောင်းကံဆိုတဲ့စကားလုံးနဲ့ပဲကင်ပြီးပြောတာပိုကောင်းပါတယ်။ကုသိုလ်ပြုအကောင်းကံရဲ့အကုသိုလ်ရှောင်အကောင်းကံရဲ့အဲ့ဒီအကောင်းကံနှမျိုးကိုချီရင်အဲ့ဒီအကောင်းကံနှမျိုးနဲ့ပြည့်စုံအောင်ကြိုးစားရင်အဲ့ဒီအကောင်းကံနှမျိုးစလုံးပြည့်စုံနေရင် အချစ်ကံတေချာပေါက်ကောင်းပါတယ်။အချစ်ကံခေစီတဲ့အကုသိုလ်ကံကိုရှောင်ကျင်လိုက်ရင် အချစ်ကံကောင်းသွားပြီ။ လောကမှာအဆိုးတွေကြုံကြုံနေရတယ်ဆိုတာအကောင်းကံမရှိလို့မဟုတ်ပါဘူးအဆိုးကံရှိနေလို့ပါအဆိုးကံသာမရှိရင်အဆိုးတွေလုံးဝမကြုံတွေ့ရပါဘူးအဆိုးမကြုံတွေ့ကျင်သူတရားကိုအဓိကလုပ်ရမယ့်အလုပ်ကတော့အဆိုးကံရှောင်ကျင်တဲ့အလုပ်ပါပဲအချစ်နဲ့ပတ်သက်ပြီးအဆိုးကြုံတွေ့ရတယ်ဆိုတာအချစ်နဲ့ပတ်သက်တဲ့အဆိုးကံတွေ အတိတ်ကကျူးလွန်ခဲ့ပြီလို့ပါ အတိတ်ကဆိုတဲ့နေရာမှာရှေးရခင်ဘဝတွေကအတိတ်လည်းပါဝင်တယ်လို့ယခုဘဝရဲ့ရှေးပိုင်းအတိတ်တွေလည်းပါဝင်ပါတယ်။အချစ်ကံခေစေတဲ့အဓိကအကြဆုံးအဆိုးဆုံးကံကတော့အချစ်ရေးမှာတစ္ဆာမရှိခြင်း။တနည်းအားဖြင့်အချစ်ရေးဖောက်ပြန်ခြင်းမှာပဲ။ကိုချစ်သူကိုအိမ်နောင်ဘက်အပေါ်မှာတစ္ဆာမရှိပဲတခြားတယောက်သို့မဟုတ်တခြားအယောက်များစွာနဲ့ဖောက်ပြန်နေတာဟာအချစ်ကံခီစီတဲ့အဆိုးကံကိုထူထောင်နေတာနဲ့အတူတူပါပဲ အဲ့ဒီကံအကျိုးပေးတဲ့ဘဝတေဇာပေါက်အချစ်ကံခေမှာပါ အချစ်ကံမခေစီခြင်းမူအချစ်ကံကောင်းစီခြင်းနဲ့ဆိုရင်ချစ်ရင်းမှာတစ္ဆာရှိဖို့လိုအပ်ပါတယ်ကို့မှာချစ်တယ်လို့ဖွင့်ပြောထားပြီးသားတရားဝင်ချစ်သူ ရှိပါလျင် တခြားတယောက်နဲ့ easy ကလေးလောက်တာမျိုးဘာလို့လို့ညာလို့လို့ရောတာမျိုးကိုရှောင်ကျင်ရပါမယ်တစ်ဖက်သားပေါ်ရင်းနေကတကယ်မချစ်ပါပဲချစ်ဟန်ဆောင်တာမျိုးတစ်ဖက်သားကို့အပေါ်ကြွေသွားအောင်စတာနောက်တာမျိုး တစ်ဖက်သားရင်ထဲမှာကိုကိုခန်းစားသွားရအောင် ကလိရာရည်တာမျိုးပျော်သောနဲ့လူတကာအသေးလှက်ပက်ခွဲတာမျိုး အပေါင်းအသင်းတွေကြားတလွဲခုံယူခြင်းစိတ်နဲ့မြားပွေတာရှုပ်တာမျိုးရည်စားတွေထဲလဲတွဲပြီးအပျော်ကြံတာမျိုး ပုံလာလာပြောတိုင်းယုံတက်တဲ့အယုံလွဲသူတွေအပေါ်ပုံပြောကောင်းပြီးမျက်နှာများတာမျိုး မစုတ်ခင်ကညွတ်ချင်နေတဲ့အညာလွယ်သူတွေအပေါ်ပလီပလာကျွဲ့နှဲ့ပြီးကြောရယုံကြံတာမျိုး တသက်တာယုံမှတ်လို့အဆက်ပါပုံအပ်သူတွေပေါ့စားပြီးနားမလဲမသိချင်ရောင်းဆောင်တာမျိုးလက်မထက်သေးခင်အချစ်နေကြွပြီးကြိုးပွင့်ရိုက်တာမျိုးစားတဲ့စားတဲ့အချစ်တကိုးအလုပ်တွေအကုန်လုံးကိုတီတီခိုင်ခန့်နဲ့စိတ်တက်နဲ့မြင့်မြတ်စွာရှောင်ကျဉ်နိုင်ရပါမယ်ဒါတွေကအိမ်အောင်မကြသေးသူ လူပြိုအပြိုတွေအတွက်ပြောတာပါအိမ်အောင်ကြပြီးသူတွေအနေနဲ့ကတော့အခုပြောခဲ့တဲ့ချီရေးဖောက်ပြန်ခြင်းကိုသာမကအိမ်အောင်ရေးဖောက်ပြန်ခြင်းကိုပါရှောင်ကျဉ်ကြရပါမယ် တရားဝင်ထိမ်းမြလက်ထက်ထားတဲ့ကာမပိုင်ပုပ်ကိုကလွှဲရင်ဘဲတူးတယောက်နဲ့မြကာမကုံမှားရွေးမှုအပျော်ပါလိုက်စားမှု မပြုရပါဘူးကိုအိမ်အောင်ဘက်စိတ်နောက်ရက်ဖြစ်စီမဲ့အချစ်ဥပဒေနဲ့ညီစွန်းနေပြောဆိုအပြုတ်မှုမှန်သမျှလုံးဝကင်းရှင်းအောင်နေထိုင်ကြရပါမယ်ကာမေတုမိစ္ဆာစာရကံကာမကုံမှားရွေးမှုကံနဲ့ ရဒါရကံ သူတပားသားမယာပြင်းမှမှုကံကိုကိုနဲ့နှုတ်နဲ့သာမက စိတ်နဲ့ပါရှောင်ကျင်နိုင်လေအချစ်ကံကောင်းလေပါပဲအချစ်ကံကြီးစေတဲ့နောက်အဆိုးဆုံးတစ်ခုကတော့အချစ်သဝင်တူခြင်းသို့မဟုတ်ချစ်သဝင်ကြောင်ခြင်းပါပဲကိုချစ်တဲ့သူကတခြားတယောက်သို့မဟုတ်အခြားအယောက်ပေါင်းများစွာအပေါ် ကြေပြန့်တန့်ရှင်းတဲ့ချစ်ချင်းမေတ္တာတွေမျှဝေပေးနေတာအပေါ်မနာလိုမရှုစိတ်ဖြစ်ပြီးဟိုလူကိုမချစ်ရဒီလူကိုမခင်ရ ဘယ်သူနဲ့မပေါင်းရဘယ်ဝါနဲ့မပတ်သက်ရဒီလိုမနာလိုစကားတွေပြောကြနေတာတဝင်းတို့မိတ်တွေ ထုတ်ပြန်နေတာဟာအချစ်ကံခီကြောင့်မကားမှုအကုသို့တွေစီးပူးစုဆောင်နေတာပါပဲတယောက်နဲ့တယောက်ရိုးသားတန့်စင်သွားချစ်ခင်နေကြသူတွေကို ကို့ထင်တဲ့ကို မတော်မတရားဆွဆွဲပြီးသို့မဟုတ်ကို့စိတ်နဲ့နှိုင်းအရင်တက်မှတ်ပြီးချစ်ခင်မှုပြက်ပြားသွားအောင် လုံးဝမလုပ်သင်ပါဘူးကိုတစ်ဖက်သက်ချစ်နေရသူက ကို့အပေါ်ပြန်မချစ်တာနဲ့ပဲ တခြားဘသူကိုမှမချစ်ရဘူးချစ်လို့ကတော့နှစ်ယောက်လုံးစိတ်ဆင်းရဲအောင် လုပ်ပြမယ်ဆက်ချင်မရအောင်နှောက်ရက်ပြမယ်ဆိုတဲ့စိတ်ထားဟာကလေးတိတ်ဆန်လွန်းတဲ့အချစ်ကံခေချောင်းစိတ်ထားပါပဲအလှဝင်တူမညိုညင်နေဆိုတဲ့ငငယ်တုန်းကကဗျာအလိုက်တိုင်းပြောရရင် အချစ်ဝင်တူမညိုညင်နေဒီလိုပြောရပါလိမ့်မယ်သူတို့ဘာသာသူတို့ရိုးရိုးသားသားပဲချစ်ချင်ဆန်းဆန်းပြားပြားပဲချစ်ချင် ကိုရည်စက်နဲ့ကို ကိုစိတ်နဲ့ကိုချစ်နေကြတာကို ကိုကကြားတဲ့ကနေအလကားနေရင်မနာလိုဝင်တိုးဖြစ်ပြီးချစ်ချင်းကိုတွားခွဲရင် သူတို့ချစ်ချင်းကွဲကွဲမကွဲကွဲကိုနှလုံးသားထဲမှာတော့အချစ်ကံမွေးစီဖော်ဆက်ပြီးသားဖြစ်သွားပါပြီချစ်ချင်းကို မခွဲပါနဲ့ဆိုတဲ့ဝီစီသူစရိုက်တိတ်ခါပုတ်ပိတုနာဝါစာဝိရတိတိတ်ခါပုတ်ဟာချစ်သူကြီးသားချင်းဇနီးခင်မုန်းရဲ့ချစ်ချင်းကိုသာမခွဲဖို့ပြောတာမဟုတ်ပါဘူး မိဘနဲ့တာသမီဆရာနဲ့တပည့်ဆရာနဲ့တကာညီကိုမောင်နှမအချင်းချင်းဆွေမျိုးသားချင်းအချင်းချင်းမိษွေတငယ်ချင်းအချင်းချင်းဘလို့ချစ်ခင်ကြသူအချင်းချင်းရဲ့ချစ်ချင်းကိုမစိုးမခွဲဖို့ပြောတာပါသူများချစ်ချင်းကိုခွဲရင် ကိုချစ်ချင်းကွဲမှာပါပဲဒါဟာတေးကြတဲ့ကမ္မနိယာမပါသူများချစ်ချင်းခွဲခဲ့တဲ့သူတွေခွဲနေတဲ့သူတွေဟာ အချစ်ကံခေတက်ကြပါတယ်ကိုချစ်တဲ့သူက ကိုကိုပြန်မချင်း ကိုဘက်ကဘလောက်ကောင်းကောင်းကိုကိုအကောင်းမထင်ကိုချစ်တဲ့သူတွေနဲ့အတူတူမနေရမိဘမြတ်တာဆိုတာခံစားခွင့်မကြုံညီကိုမောင်နှမအချင်းချင်းမတဲဆွေမျိုးတွေကတကူကောင်းဆန်တငယ်ချင်းပေါင်းသင်းတွေကမိကောင်းဆွေကောင်းမပီးတာဒါတွေအားလုံးဟာ အချစ်ကံခီတာတွေကြီးပါပဲကိုလိုချင်တာအချုံနောင်မဲ့ချင်များဆိုတဲ့အတိုင်းဘသူမဆိုအချုပ်ချေကင်းတဲ့အနှောင်ဖွဲ့ရှင်တဲ့ချစ်ချင်းမြတ်တာတန်တန်လွတ်လွတ်ကလေးကိုပဲလိုချင်ကြပါတယ် ကိုလိုချင်တဲ့ချစ်ချင်းမြတ်တာမျိုးသူတစ်ပါးကို အရင်ပေးနိုင်မှအချစ်ကံကောင်းသူတယောက်ဖြစ်ပျော်ရွှင်ကြည်နူးရမှာမို့သူတစ်ပါးပေါ်အတိတ်ပဲမဲ့ကန့်သက်ချုပ်ချယ်တဲ့စိတ်ယုတ်စိတ်ပုတ်ကိုနှင်ထုတ်ဖေရှားပြစ်နိုင်ဖို့ကတိတ်ကိုရည်ကြည်ပါတယ်။ရှောင်းစရာအစိုးကံတွေကို ထိုက်လျောက်ပြောပြီးသွားတော့ဆောင်းစရာအကောင်းကံတွေနည်းနည်းပြောကြတာပေါ့။ချစ်ကံကောင်းစေတဲ့အဓိကအကြဆုံးအကောင်းကံကတော့မေတ္တာတရားလက်ကင်ထားခြင်းပါပဲ သူတစ်ပါးပေါ်စစ်မှန်တန့်စင်တဲ့မေတ္တာတရားတွေမြတ်များပေးနိုင်လေချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးကံကြိုးပေးပို့ကောင်းလေလေပါပဲမေတ္တာကြီးလေလေအချစ်ကံကောင်းလေလေပေါ့မေတ္တာကပွားမေတ္တာနဲ့ထားမေတ္တာလို့နှစ်မျိုးရှိပါတယ်ကျမ်းမာချမ်းသာပါစေလို့စိတ်ထဲကနေဒါမှမဟုတ်အတန်ထုတ်ပြီးမေတ္တာပို့တာနေတာကိုပွားမေတ္တာလို့ခေါ်ပါတယ် တစ်ဖက်သားရဲ့ကောင်းကျိုးကိုကာယကံမြောက်ကိုတိလျောက်ဝစီကံမြောက်နှုတ်ထိပစက်ရောက်ကုညီဆောင်ရွက်ပေးတဲ့မေတ္တာကိုထားမေတ္တာလို့ခေါ်ပါတယ်။ပွားမေတ္တာရောထားမေတ္တာရောမေတ္တာနှစ်မျိုးလုံးပြည့်စုံမှအချစ်ကံကောင်းမှာပါ။တကယ်ဆိုပွားမေတ္တာထက်ထားမေတ္တာက ပိုလို့တောင်အရေးကြီးပါတယ်။စိတ်တဲကသို့မဟုတ်နှုတ်ကနီးကျမ်းမှချမ်းသာပါစေလို့တပွားဝမေတ္တာပို့တာနေပြီမယ်။တကယ်လက်တွေ့ဘဝမှာ သူတစ်ပါးစိတ်ဆင်းရဲစေမဲ့ပြောဆိုပြုမှုတွေတစ်ဖက်သားစိုးချိုးဖြစ်စေမဲ့ပြောဆို ပြုမှုတွေပြောဆိုပြုမှုနေမဲ့ဆိုရင်နောင်ဘဝဆိုတာအသာထားအခုလောလောဆယ်မှာကိုအဲ့ဒီလူကဘယ်သူကမှချစ်ခင်နှစ်သက်ကြမှာမဟုတ်ပါဘူးကျွန်တော်ကျမအရာရာကိုအကောင်းမြင်စိတ်မွေးပါတယ်လူတိုင်းပေါ်မေတ္တာထားနိုင်ပါတယ်လို့စကားတွေစာရီနဲ့ကိုရီသွေးပြီးထုတ်ဖော်ကြွေးကြော်နေပြီမေ တကယ်တကယ်လက်တွေ့ဘဝမှာအစိုးမြင်စိတ်ထားနဲ့အစိုးမြင်စကားတွေပဲပြောအစိုးမြင်လောက်ရက်တွေပဲလုပ်နေတဲ့သူတွေဟာပြစ္ဆုတ်ပံဘဝမှာရောတန်တရားဘဝတွေမှာပါချစ်ခင်မျက်နှိုးမဲ့သူမရှိနားလေခွန့်လွတ်မဲ့သူမရှိနဲ့အချစ်ကံခေပြီးဝမ်းနဲ့အားငယ်နေရမှာပါမေတ္တာတရားကို လူချစ်စေနတ်ချစ်စေလို့ပြောတာဟာမေတ္တာပို့ယုံတသက်တချမ်းပဲ့မေတ္တာသမားတွေအတွက်ပြောတာမဟုတ်ပါဘူးတစ်ဖက်ကလည်းမေတ္တာပို့တာ တစ်ဖက်ကလည်းလိုသူမလိုသူမခွဲကြပဲအလွှာမရွေးအရွယ်မရွေးပေါ်ကိုထီလက်ရောက်နှုတ်ထီပါဇက်ရောက်အကျိုးဆောင်ပေးတတ်တဲ့အပြည့်ဝမေတ္တာသမားတွေတင်းပြည့်မေတ္တာသမားတွေအတွက်ပြောတာပါ ပွားမေတ္တာတက်တက်နဲ့တော့လူအပေါင်းနဲ့ပေါင်းရဲ့ချစ်ခင်မျက်နှာမှုကိုရမှာမဟုတ်ပါဘူးပွားမေတ္တာရော ထားမေတ္တာရောပြည့်စုံပါမှ လူအပေါင်းနဲ့ပေါင်းရဲ့ချစ်ခင်မျက်နှာမှုကိုရမယ်လို့ဆိုလိုပါတယ် တီးကြထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊သွားရင်းလာရင်၊လှုပ်ရင်းကန်ရင်းနဲ့ပဲဖြစ်ဖြစ်တတော်အားလုံးကျမ်းမာချမ်းသာကြပါစေ။ဒီလိုမကြခဏမေတ္တာပို့တာနေပါ။ရေနဲ့ခန္ဓာကိုယ်နဲ့အထီးတွေ့တိုင်းလဲအေးမြတဲ့ရေကိုတက်တည်ထားအာယုံပြုပြီးတတော်အားလုံးကိုရောစိတ်ပါအေးချမ်းကြပါစေလို့အထက်ထက်မေတ္တာပို့တာပါ။ကိုမျက်စိရှိမြင်တွေ့လာသမျှကိုအလုံးနဲ့ပတ်သက်ဆက်ဆက်လာသမျှ လူတိုင်းလူတိုင်းကိုချက်ချင်းချက်ချင်းမြတ်တာပို့တာပါခြေနေမျိုးမျိုးမှာပုံတရံမျိုးမျိုးနဲ့အချိန်ချင်းခါခါမြတ်တာပို့တဲ့အလေးကျင့်အားကောင်းလာပြီဆိုရင်ပွားမြတ်တာနဲ့ပြည့်စုံပါပြီမြတ်စွာဘုရားရှင်ရဲ့မြတ်တာဓာတ်တွေကင်းဝတ်နေတယ်မြတ်တာတုတ်တရားတော်ကိုနေ့စဉ်ဝတ်ထားပြီးအချိန်ရရင်ရသလိုအမြဲမပြတ်ရွတ်ဖက်ပူဇော်သွားမယ်ဆိုရင်လေဒေါသဓာတ်တွေကင်းစင်မြတ်တာဓာတ်တွေစိတ်ဝင်ပြီး မြင်သူတိုင်းကချစ်ခင်မြတ်တို့အာကိုလီစာတတ်မိုးထားကြပါလိမ့်မယ်။နတ်များချစ်စီဘေးရန်ဝေတော်ယဉ်ကျေးမှန်တန်ဂါတာပြန်ကိုရွတ်အံတရစေကြကုန်လော။မြစ်တာတုတ်ကိုရွတ်ရင်မမြင်ရတဲ့နတ်တွေကတောင်ချစ်တယ်ဆိုမှတော့ဖြင့်မြင်ရတဲ့လူတွေက ပို့လို့တောင်ချစ်ပြီပုံ။အခောက်ရည်များဖို့ထက်အတိတ်ပဲတိတိစဉ်းစားဆင်ခြင်ပြီးရွတ်ဖို့တော့အရေးကြီးတာပေါ့လေ။ မေတ္တာတုံ့ယုံယုံမေတ္တာပွားယုံနဲ့ကျေနပ်မနေပဲတစ်ဖက်သားကောင်းကျိုးအများကောင်းကျိုးကိုကိုနဲ့နှုတ်နဲ့လက်တွေ့ဆောင်ရွက်ပေးပါကောင်းခွက်ကိုရှာမေတ္တာဆိုတဲ့အတိုင်းတစ်ဖက်သားရဲ့ကောင်းခွက်ကိုမြင်အောင်ကြည့်ပြီး လူတိုင်းပေါ်အကောင်းမြင်စိတ်နဲ့အကောင်းမြင်စကားတွေကိုပဲပြောအကောင်းမြင်အလုပ်တွေကိုပဲလုပ်သွားမယ်ဆိုရင်ထားမေတ္တာနဲ့ပြည့်စုံပါပြီတစ်ဖက်သားကိုနှွေးနှွေးထွေးထွေးချစ်ခင်တဲ့ရင်ကိုကိုနှွေးနှွေးထွေးထွေးချစ်ခင်မဲ့သူ ပေါ်လာမှာပါ တစ်ဖက်သားကိုမျက်မျက်နှုံနှုံကျင်နာတတ်ရင် ကိုယ့်ကိုမျက်မျက်နှုံနှုံကျင်နာမဲ့သူရောက်လာမှာပါတစ်ဖက်သားကိုထွေးထွေးပိုက်ပိုက်ယူရတတ်ရင်ကိုယ့်ကိုထွေးထွေးပိုက်ပိုက်ယူရမဲ့သူရှိလာမှာပါတူသောကြိုးပိတတ်တဲ့ကံတရားကိုဘသူများ ဟန့်တားနိုင်တာမှလို့တိတ်လိုအပ်လာတဲ့အခါကိုထားရှိခဲ့တဲ့မေတ္တာတရားကိုတစ္ဆာစကားဖြင့်ပြောင်းလဲလိုက်မယ်ဆိုရင်လေမေတ္တာဘန်းတွေ ပြန်တန်းဆက်ရောက်လာပါလိမ့်မယ် ျွန်ုပ်သည်ဘယ်သူအပေါ်အမှန်တကယ်ချစ်မြတ်နိုးခဲ့ပါတယ်။သူ့လိုအပ်ချက်မှန်သမျှကိုမေတ္တာပြည့်နဲ့ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်။ဤစကားသည်မှန်ပါသည်။ဤမှန်သောတစ္ဆာစကားကြောင့်ကျွန်ုပ်သည်ကျွန်ုပ်ချစ်မြတ်နိုးရသူတွေအားလုံးအပေါ်မှာအဆစအရာရာ လိုလီသေးမရှိတာဝန်ကျေခဲ့ပါတယ်။ကျင်ကျင်နာနာယွတ်ယွတ်ရရနဲ့ပြုစုဆောက်ရှောက်ခဲ့ပါတယ်။ဤစကားသည်မှန်ပါသည်။ဤမှန်သောတစ္ဆာစကားကြောင့် စသည်အပြင်ကိုဆိုတတ်တယ်လို့ကိုဆိုခြင်းတယ်လို့ဆိုပြီးအီမန်သောတစ္ဆာစကားကြောင့်ကျွန်ုပ်ချစ်ရတဲ့သူကကျွန်ုပ်ကို ကျွန်ုပ်တဲ့အစာပေါင်းများစွာပြန်ချစ်ပါစေတည်းအီမန်သောတစ္ဆာစကားကြောင့်ကျွန်ုပ်သည်သူတစ်ပါးအားကြရလောက်အောင်အချစ်ကံကောင်းသူဖြစ်ပါစေတည်းစသည်အပြင်ကိုဆန္ဒရှိတယ်လို့ဆုတောင်းနိုင်ပါတယ်အတိတ်ပြစ်ဆုံးပံအကြောင်းအရာတွေညှို့ရင် ကိုဆုတောင်းဟာတနေ့ပြေမှာပါ ဒါပေမဲ့တခုတတိပြုရမှာကတစ္ဆာဆိုတဲ့အခိုက်မှာသာကိုလိုချင်တဲ့အကျိုးကို တောင်းတရမှာပါမေတ္တာပေးနေတဲ့အခိုက်မှာတော့ကို့အကျိုးလုံးဝမတောင်းတရပါဘူးသူ့အကျိုးတသက်ကိုပဲရည်ရွယ်ရပါမယ်ကို့အတွက်မျှော်လင့်ချက်နဲ့ပေးတဲ့မေတ္တာဟာမေတ္တာစစ်စစ်မဟုတ်ဘူးလေပြီးတော့နောက်တစ်ခုက ကိုပေးတဲ့မေတ္တာထဲမှာမေတ္တာလိုလိုနဲ့နေရတကအတိတ်ပဲမဲ့ဆရာလောက်တာတွေလက်တွေ့မကြပဲအကျိုးမဲ့လွှမ်းမိုးချေလေတာတွေ ကိုအလိုမပြည့်တိုင်းမကြည်မနဲ့အပြစ်တင်တာတွေကင်းရှင်းနေရပါမယ်။ကိုဆန္ဒကိုအတ္တအတိုင်းတစ်ဖက်သားကိုအယုတ်တစ်ခုလိုပုံသွင်းခြင်းနဲ့မြစ်တာမှမဟုတ်ပဲ။အတ္တရှည်တန်းတင်တဲ့မြစ်တာမျိုးနဲ့တစ္ဆာဆိုလိုကတော့အဲ့ဒီတစ္ဆာကစွမ်းမမဟုတ်ပါဘူး။ကတ္တပဘုရားရှင်လက်ထက်တုန်းကတထေသမီးတူဟာခင်မောလောင်တထေသားရဲ့အိမ်ကိုအဝင်တကားအတွင်းဘက်ခြေစုံရက်မိတာနဲ့တပြိုင်တည်းခန္ဓာကိုယ်ကအပုတ်နဲ့တွေတထောင်းထောင်းထွက်လာတဲ့အတွက် တထေးသားနဲ့လက်ထက်ခွင့်မရပဲမိဘအိမ်ပြန်လာခဲ့ရတယ်။တခြားတထေးသား6ဦးနဲ့လည်းဒီအတိုင်းကြီးပဲဖြစ်နေလို့တထေးသမီးခမအချစ်ကံခေသူဘဝနဲ့စိတ်ဆင်းရဲနေရရှာတယ်။အတိတ်ဘဝတစ်ခုတော့ငါရောင်းမဖြစ်သူနဲ့ရမ်းဖြစ်နေတော့ပြစ်စီကဗုဒ္ဓတပါးဆုံးခံကြွလာတော့ရောင်းမကစွန်လောင်းပြီ။ဒီလိုအမိုက်မမျိုးကိုယူဇနာတရားအဝေးကရှောင်ကျဉ်နိုင်မရစေလို့ဆူတောင်းလိုက်တာကို ရောင်မရဲ့ဆူတောင်းကိုမပြည့်စည်ခြင်းနဲ့စိတ်နဲ့တပိတ်သေးကစွန့်တွေတွန့်ပစ်ပြီးရွှွညွန့်တွေအပြည့်ထက်ပေးလိုက်မိတဲ့အာကုတုကံကြောင့်ခင်မောလောင်းတွေရဲ့အိမ်ရောက်တိုင်းအခုလိုအပုံနဲ့ထွက်ပြီးအချစ်ကံခေနေရရှာတယ်။ယောက်ျားမရတော့မဲ့အတူတူမထူးဘူးဆိုပြီးလဝိယရနာတွေအကုန်လုံးထုခွဲရောင်းချရတဲ့ငွေနဲ့ကတ္တပဘုရားရှင်ရဲ့ဓာတ်တော်ဌာပနာယာဇီဒီတော်မှာရွှေအုပ်တစ်ချက်နဲ့ကြာပန်းရှစ်ပွင့်လှူဒန်းခဲ့တယ်။ အဲ့ဒီအချိန်မှာပဲပထမဆုံးလက်ထပ်ဖို့ကြံရွယ်ခဲ့တဲ့တတိသားကတတိသမီးကိုအသေးအံတတိယပြီးအိမ်ကိုခေါ်ဆောင်သွားခဲ့တဲ့အခါအိမ်အတွင်းဝင်ဝင်ချင်းတတိသမီးရဲ့ကိုကစနကူးနန်သာနန်တွေတင်းပြန့်ကြံလိုင်းစွာ ပေါ်ထွက်လာတယ်။တတိသမီးစကားပြောလိုက်တိုင်းလေအာဂရင်းကကြညိုရနဲ့မှွေးပြန့်တင်းကြိုင်လို့နေတယ်။ဖះမှာရွှေတင်ငန်းနဲ့ကြာပန်းလှူဒန်းရတဲ့ကုသိုလ်ကံကြောင့်တတိသမီးအချစ်ကံကောင်းလာခဲ့ရတာပါ နန္တာခင် ရှင်မွေးလုံးတထေးသမီးကိုတထေးသားကချစ်လိုက်တာတုံနေတာပါပဲခန္ဓာကိုယ်ကအပုံနဲ့ထွက်ချင်းဆိုတဲ့အားနဲ့ချက်ကိုတင်းပြတ်မွေးကြိုင်နဲ့ကြာပန်းလူချင်းဆိုတဲ့ကုသိုလ်ကံကောင်းမှုက ခြေပြက်ပေးလိုက်တဲ့အတွက်အားနဲ့ချက်ပျောက်သွားပြီးအချစ်ကံကောင်းသွားတယ်လို့လည်းပြောနိုင်ပါတယ်ရွှေကိုလူသားတိုင်းမျက်နှိုးကြသလိုကြာပန်းလေးတွေပွင့်နေပုံကလည်းမြင်သူတိုင်းရဲ့စိတ်မှာချစ်မြတ်နိုးစရာပါ ဒီတော့ရွှေလူရှင်နဲ့ကြာလူရှင်မှာအချစ်ကံမကောင်းရင်ဘသူများအချစ်ကံကောင်းအောင်မလဲအချစ်ကံမကောင်းလို့အစ်စ်ပြန်ပြောင်းနေရတဲ့နမဲကြီးအမှုပညာရှင်မျိုးသမီးတူကိုဒီဝိတ္ထုလေးအသေးစိတ်ပြောပြပြီးဝိတ္ထုအကြောင်းကိုဆင်ခြင်ရင်အိမ်ကဖျားမာရောရွှေတကုံဖျားမာပါရွှေတင်ကန်းနဲ့ကြာပန်းတွေအဆက်မပြတ်လှူဒန်းမှုတိုက်တွန်းလိုက်တာတိုက်တွန်းထားတဲ့အတိုင်းရုံရုံကြည်ကြည်လှုပ်တဲ့တွင်တိတ်မကြခင်မှာပဲသူမကိုတိတ်ချစ်တိတ်မြတ်လို့တိတ်တန်မိုးထားတဲ့ သူမကလည်းပြန်ချစ်နိုင်တဲ့ပါရမီပြည့်ပဲ့အိမ်ဦးနဲ့ကောင်းတူကိုစိတ်ချမ်းမြေ့စွာပိုင်ဆိုင်ခွင့်ရသွားပါတယ်။ရေရရာချီတာမဟုတ်ပါဘူး။အကြောင်းအကျိုးဆက်ဆက်တဲ့ကုသိုလ်ကောင်းမှုပြုတာပါ။ရွှေတင်ငန်းလူနဲ့ကြပန်းလူက အချစ်ကံကောင်းစေတယ်လို့နန့်သာအလူနဲ့ဆေးလူကလည်းအချစ်ကံကောင်းစေပါတယ်။နန့်သာအလူဆေးလူတွေရဲ့အကျိုးတရားတွေမှာကိုချစ်ရတဲ့သူတွေနဲ့ဘယ်တော့မှမခွဲခွာရခြင်းဆိုတဲ့အကျိုးတရားတစ်ခုပါနေလို့ပါ။ နန္တာရဲ့သဘောတရားစေဝါရဲ့အာနိသင်နဲ့နှိုင်းရှင်စဉ်းစားကြည့်ရင်ဒါဟာသဘာဝကြပါတယ်။မွေးရနဲ့တင်းနေသူကိုပဝင်းကျင်ကချစ်ခင်မျက်နှိုးကြသလိုစေးကြောင့်တေဘေးကလွတ်သွားသူဟာသူချစ်ရတဲ့သူတွေနဲ့မခွဲမခွာမကွေကွင်းရတော့ဘူးမဟုတ်လား။မွေးရနဲ့ဆိုတာချစ်တိုးစေတဲ့အရာတစ်ဖက်သားဆွဲမက်စေတဲ့အရာစေးဆိုတာချစ်သူတွေမကွေကွင်းစေတဲ့အရာချစ်စရာကျမ်းမာခြင်းကိုစောင့်ခြင်းပေးတဲ့အရာ။ ဒီတော့မွေးရက်နဲ့အလူနဲ့ဆေးအလူဟာအချစ်ကံကောင်းစေတဲ့အကောင်းကံတွေပဲပေါ့မြတ်စွာဘုရားရှင်လက်ထက်တော်ကအရေးပြားယောဂါဆွဲကပ်နေတယ်ယောဟိနီမင်းသမီးလေးဟာအကိုဖြစ်သူအရှင်အနုရုဒ္ဒရဲ့လမ်းညွန်ချက်အရာလဝိတ္တဇာတွေရောင်းချလို့ရတဲ့ငွေနဲ့နှစ်ထက်စွန်းစားចောင်းဆောင်တစ်ဆောင် ဆောက်လုပ်လှူဒန်းပြီးတောက်ရည်သုံးရည်ဖြစ်ခြင်းဓမြက်လဲခြင်းနေရခင်းခြင်းစတဲ့ဝေယဝိဆာတွေပြုလုပ်တဲ့တွင်အရေးပြားယောဂါလဲပြောက် တေလွန်နေ့ကတာဝရင်သာနှက်ပြီလေရောက်သွားခဲ့တယ်။နှစ်သားလေးဦးရဲ့နေဆက်ဧရိယာမှာနှစ်သမီးလေးသွားဖြစ်တဲ့ယောဟီနီကိုနှစ်သားလေးဦးကမြင်မြင်ချင်းအယမ်းချစ်သွားတဲ့အတွက်သူရထိုက်တယ်၊ငါရထိုက်တယ်နဲ့ငင်းခုန်ကြပါလိမ့်ရော။နောက်ဆုံးတရားမင်းစီသွားအဆုံးဖြတ်ခံတဲ့အခါတရားမင်းကလည်းယောဟီနီကို မြင်မြင်ချင်းချစ်သွားပြီ။အသင်နှစ်သားတို့ယောဟီနီကိုမြင်တဲ့ချိန်ကစပြီးတင်တို့စိတ်ထဲမှာဘလို့ခံစားနေရပါသလဲ။ ဒီလိုနှစ်သားလေးဦးကိုမေးလိုက်တယ်။သူ့ကိုမြင်တဲ့ချိန်ကစပြီးကျွန်တော်မျိုးရဲ့စိတ်ဟာစစ်မြေပြင်မှာ စီကြီးတီးလိုက်သလို တုန်ခါသွားပြီးထိုင်ရခက်ထရခက်နဲ့စောက်တရမရဖြစ်နေရပါတယ်။ကျွန်တော်မျိုးရဲ့စိတ်ထဲမှာတော့တောင်ကျရေတကွန်ကြီးစီးဆင်းနေသလိုသူ့ပေါ်တန်ရောစင်ရေတကွန်ကြီးစီးဆင်းနေပါတယ်။ကျွန်တော်မျိုးရဲ့မျက်လုံးဟာသူ့ကိုမြင်တဲ့ချိန်ကစပြီးပစုံမျက်လုံးလိုအပြင်ဘက်ပြွတ်ထွက်နေပါပြီ ကျွန်တော်မျိုးရဲ့နှလုံးသားကတော့ဇီရီဖျားပေါ်ကတကွန်အလံတွေလိုတစ်ဖြက်ဖြက်တုံလှုပ်နေရပါပြီ။နှစ်သားလေးဦးရဲ့အချစ်ခံစားချက်တွေကိုနားထောင်ပြီးရောတကြမင်းကအသင်နှစ်သားတို့အချစ်ခံစားချက်တွေကအတော်ကိုပြင်းထန်လာပါတယ်။ဒါပေမဲ့ထိမ့်ချုပ်မယ်ဆိုထိမ့်ချုပ်လို့ရပါသေးတယ်။ကျွန်ုပ်ကတော့လေယောဟိနီကိုမှမရရင် သူ့ကိုမှမရရင်ဘယ်ဘလို့မှအသက်ရှင်တန်နိုင်မှာမဟုတ်တော့ပါဘူး။ သူနဲ့သာအတူမနေရရင်တေတေရပါလိမ့်မယ်အတင်နဲ့သားတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ကျွန်ုပ်တကြားဟာယောဟိနီကိုရမှပုံမှန်ရှင်သန်ခွင့်ရတော့မယ်သူပါဒီလိုဆွေးဆွေးမြင့်မြင့်ငိုပြောပြောလိုက်ပါတယ်အတင်တကြားမင်းကြီးဒီလောက်တောင်ကြွနေရင်လေယောဟိနီကိုအတင်တကြားမင်းကြီးပဲယူလိုက်ပါတော့အသက်တော့အသေးမခံလိုက်ပါနဲ့တကြားမင်းကြီးရဲ့ကျွန်တော်မျိုးတို့လေးဦးယောဟိနီကိုဆွန့်လွတ်လိုက်ပါပြီ တကြားမင်းကြီးဒိုင်စားသွားပုံကတော့ပိုင်လိုက်တာနော်ယောဟီနီကိုတကြားမင်းကြီးချစ်လိုက်ပုံများအရာရာနှိသဘောနှိသဘောနဲ့ပါပဲဘယ်သွားကျင်တယ်နှိသဘောဘာလောက်ကျင်တယ်နှိသဘောအရာရာမင်းမနှီယောဟီနီနဲ့သမီးအချစ်ကံကောင်းတာကြောင်းလူကုသိုလ်နဲ့ဝေယဝိဆကုသိုလ်ကြောင့်မှာတပတ်သားရဲ့ကိစ္စကြီးငယ်ကိုမြစ်တာပြင်းနဲ့ကုညီဆောင်ရွက်ပေးတတ်တဲ့ ဝေယဝိဆကုသူတွေဟာချစ်သူခင်သူကုညီဆောက်ရှောက်သူတွေပေါများပြီးဘဝမှာဆဆရရအစဉ်ပြေတက်ပါတယ်နောက်ဆုံးတော့ယမမင်းရဲ့မကောင်းမှုဆောင်ကောင်းမှုဆောင်ဖြူအောင် စိတ်ကိုထားဆိုတဲ့ဗုဒ္ဓအဆုံးမအတိုင်းမကောင်းမှုမှန်သမျှရှောင်ကျင်မယ်ကောင်းမှုမှန်သမျှပြုလုပ်မယ်စိတ်နှလုံးကိုဖြူစင်မြင့်မြတ်အောင်အမြဲထားမယ်ဆိုရင် အချစ်ကံတာမက အနှစ်ကံတွေပါကောင်းပြီကျစ်စရာအကောင်းဆုံးနိဗ္ဗာန်အနှစ်ကိုဧကံမုတ်ချရရှိကြမှာမလွဲပါဘူး။အော်အရေးကြီးဆုံးလို့ထင်တဲ့စကားတခွန်းတော့နောက်ဆုံးပြောလိုက်ပါရစေ။အချစ်ကံကောင်းခြင်းရင်ချစ်အောင်နေပါ မုန်းအောင်မလုပ်ပါနဲ့။ဖြစ်ဆွဲစကားအကောင်းကံချစ်မှအချစ်ကံကောင်းမယ်ဆိုတဲ့စကားရက်ကို အပေါ်ရန်ရှက်ပြီးတာမန်ကြည့်လိုက်ရင် ကလတ်တယ်ပေါ့ပြက်တယ်လို့ထင်စရာပါပဲ။ တကယ်တော့အတိတ်ပဲအင်မတန်လေးနက်တဲ့စကားပါ။နေပေကလည်းတိတ်ကိုကျေပြတ်ပါတယ်။အချစ်ကံဆိုတဲ့စကားရက်မှာသမီးကြီးသားအချစ်ကံ၊ဇနီးခင်ပွန်းအချစ်ကံသားမကမိဘသားသမီးအချစ်ကံ၊ဆရာတပည့်အချစ်ကံ၊မိษွေတငယ်ချင်းအချစ်ကံ၊အလုရှင် အလုသမားအချစ်ကံစတဲ့လူမှုနယ်ပယ်အသီးသီးကမေတ္တာတရားနဲ့ပတ်သက်တဲ့အချစ်ကံအလုံးပါဝင်ပါတယ်။ အချစ်ကံတကအချစ်ကံတွေထဲမှာမိဘမေတ္တာနဲ့ပတ်သက်တဲ့အချစ်ကံကောင်းမှုကတော့အရေးအကြီးဆုံးဖြစ်ပါတယ်မိဘစီကကျင်နာနှွေးထွေးတဲ့မေတ္တာကိုနီးစနစ်တကျအပြည့်ဝရတဲ့သူဟာအချစ်ကံအကောင်းဆုံးသူပါပဲပြန်လည်အပြင်တာသမီစီကကျင်နာနှွေးထွေးတဲ့မေတ္တာကို ပြေဝရတဲ့သူဟာလေအချစ်ကံအထူးကောင်းသူပါပဲတာသမီပေါ်မိဘမေတ္တာအပြည့်ပေးခဲ့သူဟာမိဘမေတ္တာနဲ့ပတ်သက်ပြီးအချစ်ကံကောင်းသလို့ မိဘအပေါ်တာသမီမြစ်တာအပြစ်ပေးတဲ့သူဟာလေတာသမီနဲ့ပတ်သက်ပြီးအချစ်ကံကောင်းပါတယ်ဒါတင်မကဘူးတာသမီပေါ်မိဘမြစ်တာအပြစ်ပေးခဲ့တဲ့သူဟာတာသမီမြစ်တာနဲ့ပတ်သက်ပြီးလဲအချစ်ကံကောင်းသလိုမိဘအပေါ်တာသမီမြစ်တာအပြစ်ပေးခဲ့တဲ့သူဟာမိဘမြစ်တာနဲ့ပတ်သက်ပြီးလဲအချစ်ကံကောင်းပါတယ်ဆရာတပည့်အချစ်ကံမိ쇠တငယ်ချင်းအချစ်ကံစတဲ့အချစ်ကံတွေမှာလဲနီးတူပါပဲ ကိုဘက်ကမေတ္တာအပြည့်ပေးခဲ့မှကို့အလှဲ့ကျမေတ္တာအပြည့်ရကြမှာပါ ကိုကပဲမေတ္တာအပြည့်လိုချင်ပြီးကို့ဘက်ကတော့မေတ္တာအပြည့်မပေးချင်ဘူးဆိုရင်တော့အကြောင်းကျိုးမညီညွတ်တဲ့အတွက်ကိုလိုချင်တဲ့ချစ်ကံကောင်းခြင်းကိုဘယ်တော့မှရမှာမဟုတ်ပါဘူးကိုလိုချင်တဲ့အရာကို ကို့ဘက်ကအရင်ပေးရမယ်ဆိုတဲ့ကမ္မနိယာမကိုလုံးဝမမေ့လိုက်ပါနဲ့သားသမီးကိုတကယ်ချစ်ရင်နိုးနေချိန်တွေမှာမနှမ်းပါနဲ့အိပ်နေချိန်ကြမှာနှမ်းပါ တာသမီကိုအယမ်းချစ်တယ်ဆိုတာတာသမီမသိပါစေနဲ့တာသမီသိအောင်မပြပါနဲ့ချစ်တာကိုရင်ထဲမှာပဲထားပါစတဲ့အတွေးခေါ်အမှယူဆမှရင်းနဲ့ကိုအချစ်ကိုမြတ်တာကိုတာသမီသိအောင် ကိုနဲ့နှုတ်နဲ့နှွေနှွေထွေထွေကျင်ကျင်နာနာထုတ်ဖို့မပြတဲ့မိဘတွေဟာမိဘမြတ်တာနဲ့ပတ်သက်ပြီးဘယ်တော့မှအချစ်ကံကောင်းကြမဲ့သူတွေမဟုတ်ပါဘူးတာသမီမြတ်တာနဲ့ပတ်သက်ပြီးလည်းအချစ်ကံမကောင်းနိုင်ကြပါဘူး ကိုချစ်ခင်မျက်နှိုးသူဘသူအပေါ်မှာပဲဖြစ်ဖြစ်ကိုရဲ့ချစ်ကိုရဲ့မေတ္တာကိုကိုနဲ့နှုတ်နဲ့နှွေးနှွေးထွေးထွေးကျင်ကျင်နာနာထုတ်ဖော်ပြတာတဲ့သူတွေဟာအချစ်ကံကောင်းစီပေါ်ဆက်မိဝဲနေကြတဲ့သူတွေပါပဲဘဲချစ်မျိုးမှာပဲဖြစ်ဖြစ်အချစ်ကံကောင်းခြင်းရင်မေတ္တာပြည့်ပေးခြင်းဆိုတဲ့အကောင်းကံကိုချစ်ကိုချစ်ကြရပါမယ်ပြုကို ပြုကြရပါမယ်ဆောင်းမတဲ့ကတထေသမီးအချစ်ကံဆိုတာဟာ ခန္ဓာကိုယ်ကပုံနှံထွက်ခြင်းဆိုတဲ့အာနေချက်ကြောင့်ပါဘယ်ချစ်ကံမှမဆိုအချစ်ကံဆိုးနေပြီဆိုရင် ကို့မှာအာနေချက်တစ်ခုခုတော့ရှိနေလိုပါပဲအာနေချက်ဆိုတာကလည်းမကောင်းမှုပြုခြင်းဆိုတဲ့အဆိုးကံကြောင့်သာဖြစ်ရတာမို့အချစ်ကံမဆိုးခြင်းရင် မကောင်းမှုပြုခြင်းဆိုတဲ့အဆိုးကံကိုမချစ်ကြဖို့ရှောင်ကျင်ကြဖို့အထူးရေးကြီးပါတယ်ကောင်းတဲ့ကုသိုလ်အလုပ်တွေလုပ်နေုံနဲ့အချစ်ကံမကောင်းနိုင်ပါဘူး ဆိုတဲ့အကုသို့အလုပ်တွေပါရှောင်ကျင်ပါအချစ်ကံကောင်းနိုင်ပါတယ်အချစ်ကံမဆိုးကျင်ရင်အဆိုးကံမချစ်ပါနဲ့ဆိုတဲ့အကုသို့အလုပ်တွေကို လုံးဝမလုပ်ပါနဲ့ဆိုးကံတစ်ခုခုကြောင့်အာနေချက်တစ်ခုခုရှိသွားရင်အဲ့ဒီအာနေချက်ကြောင့်ပဲအချစ်ကံဆိုးတက်ပါတယ်ကံကြောင့်မသိလို့အာနေချက်တစ်ခုခုရှိခဲ့ရင်အဲ့ဒီအာနေချက်ပျောက်ရပျောက်ကြောင်လိုက်ဖက်စီလျော်တဲ့ကုသိုလ်ကောင်းမှုအကောင်းကံတစ်ခုခုကိုညံနဲ့ဆင်ကျင်ပြီးပြုပြည့်အောင်ပြုလိုက်ပါ ။စောင်းမားတဲ့ကတတိသမီးရဲ့အားနည်းချက်ပျောက်ကြောင်းအလုတ်ကောင်းဟာနမူနာပါပဲ။ဟုတ်ကဲ့ပါရှင်။အခုလိုတရားဓမ္မစာပေများကို နားဆင်ပြီးတရားဓမ္မအတိတ်ခုခုရဖို့မျှော်လင့်မိပါတယ်ရှင်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကိုစိတ်နှပါအေးချမ်းကြပါစေ။တန်တရာမလွမြောက်ခြင်းတရားကိုကြင်ကြံအားထုတ်နိုင်သူများဖြစ်ကြပါစေရှင်။